NSCMIA အဖွဲ့ကိုထူထောင်ခဲ့တဲ့အိုက်ဆက်ချီရှိစုရဲ့တာဖြစ်သူအိုင်ကာဒိုချီရှိစုဟာမကြသိမိကအဖွဲ့စည်းအတွင်းကထွက်ခွာသွားမှုကြောင့် အဖွဲ့အစည်းအတွက်မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေမှာမဟုတ်ပဲတည်ငြိမ်မှုရှိကြောင်း NSCMIN ကထုတ်ဖော်ပြောကြားခဲ့တယ်လို့ Eastern Mirror သတင်း website ကဖော်ပြခဲ့ပါတယ်။စုရဲ့ထွက်သွားမှုဟာအဖွဲ့အစည်းရဲ့ကောင်းဆောင်ပိုင်းဒါမှမဟုတ်ဥတီချက်ကိုတက်ရောက်မှုရှိစေလိမ့်မှာမဟုတ်ကြောင်းလည်း NSCMIN ကပြောကြားခဲ့ပါတယ်။ပူပေါင်းကြံစီမှုတွေလှုပ်ဝက်ပူပေါင်းလိန်ညာမှုတွေမရှိပါဘူးလို့ NSCMIN ကောင်းဆောင် VS Arden ကအတန်နာဂလန်နယ်စပ်အနီးအီဂူနာကာကျေးရွာမှာအစည်းအဝေးပြုလုပ်ပြီးတဲ့နောက်သတင်းနောက်တွေကိုပြောကြားခဲ့ပါတယ်။အစောပိုင်းကစုဟာမြန်မာနိုင်ငံမှာဌာနချုပ်တည်ရှိတဲ့ NSCMIN ရဲ့အရှိ ိုင်းအဖွဲ့ကိုပူးပေါင်းဖို့ဆုံးဖြတ်ကြောင်းကြေညာခဲ့ပါလေ။အဲဒီနောက် NSC နဲ့ IM ရဲ့ခေါင်းဆောင်တွေဟာအိန္ဒိယအာဏာပိုင်တွေကိုလိုက်လျောအလျှော်ပေးနေပြီးနာဂလူမျိုးတွေရဲ့မူလလမ်းစဉ်ကတွေးဖယ်ခဲ့ကြောင်းသူကဆွဆွဲခဲ့ပါလေ။ AP 16ရက်ကထုတ်ပြန်တဲ့သူ့ရဲ့ကြေညာချက်မှာ NSC နဲ့ IM အဖွဲ့ရဲ့ခေါင်းဆောင်တွေဟာအကျင့်ပြတ်ချစားမှုအိန္ဒိယထောက်လှမ်းရေးအေဂျင်စီတွေနဲ့ပူးပေါင်းမှုဆွေမျိုးကောင်းစားရေးဝါဒကိုကျင့်သုံးမှုတို့ရှိနေပြီးအဖွဲ့အစည်းအတွင်းအဓိကရာထူးနေရာတွေကိုငွေကြေးနဲ့ရောင်းချနေကြောင်းဆွဆွဲခဲ့ပါလေ။အတန်ကတော့အဲ့ဒီဆွဆွဲချက်တွေကိုပြင်းပြင်းထန်ထန်ညှင်းပယ်ခဲ့သလိုအထက်ဆင့်ကအောက်ခြေဆင့်အထိ NSC အဖွဲ့ဟာ မိမိတို့ရဲ့ခွင့်ရေးတွေကိုအတိမတ်ပြုပြီးမိမိတို့ရဲ့ယက်တီချက်ကိုလက်ခံမဲ့အချိန်ထိအဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အီကူနာကကျွေးရမှာပြုလုပ်တဲ့အစည်းအဝေးဟာအခြားသောနာဂဒေသတွေနဲ့ပုံမကျေပြန့်စွာထိတွေ့ဆက်ဆံမှုစူးစမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ပီတီရှာအစိုးရကသူတို့ရဲ့စီးပွားရေးနဲ့နိုင်ငံရေးအကျိုးစီးပွားတွေအတွက်နာဂပြည်ကိုတဝဲတပြားစီဖြစ်အောင်ပိုင်းခြားခဲ့ခြင်းဖြစ်ပြီးနာဂပြည်မှာတရားမျှတမှုရရှိအောင်ပြန်လည်လှုပ်ဆောင်ရမယ်လို့လည်းအာတန်ကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာကိုလိုနီခက်ကဖွဲ့စည်းတိစောက်ခဲ့တာဖြစ်ပြီး British East India ဗြိတိရှ်အရှေ့အိန္ဒိယကုမ္ပဏီမရောက်ရှိလာခဲ့တဲ့အချိန်ထိအိန္ဒိယဟာနိုင်ငံရေးအရတည်ငြိမ်ခြင်းမရှိခဲ့ကြောင်းအာတန်ကပြောကြားခဲ့ပါတယ်။